တဲယူပြီးတော့ခေါက်ချောင်းနဲ့ယူပါလားခေါက်ချောင်းနဲ့ယူမယ်ဆိုရင်နောက်ကိုစစ်တက်ခဲ့ရမယ်ရင်စည်းလိုမျိုးလုပ်မယ်ဆိုရင်နောက်မှစစ်မလို့โอเคเนาะထပ်ဆက်တော့လုပ်မယ်ဆိုရင်နှစ်ကိုအမဲရောင်လေးဆွဲထားတဲ့ဟာလေးပေါ့เนาะဒါရယ်နောက်ပြီးတော့ဒီလိုကွေးပြီးတော့မခတ်လေးနဲ့တွားတဲ့ဟာမျိုးကိုလုပ်မယ်ဆိုရင်ကြတော့ဒါလေးကတသက်တစ်ပိုင်း F1 ဒါလေးကကြတော့တသက်တစ်ပိုင်း F2 လို့ပြဖြစ်သွားနေတယ်နှစ်ပိုင်းဖြစ်သွားမယ်ဖြတ်ဆက်နဲ့လုပ်မယ်ဆိုရင် ောက်ချောင်းနဲ့ယူမယ်ဆိုရင်ချောက်စာယူရမလို့မလို့တိတ်ဆောက်ခောက်ပြီးမှယူလိုက်ရမယ်။ဘတ်ဆက်ဆိုရင်ဒါဇက်တက်မှာဖြစ်တဲ့အတွက်ဇက်တက်မဲ့ဘတ်ဒီအနည်းဆုံး2စင်တီမီတာယူရမယ်။2စင်တီမီတာအရှိလာယူရမယ်။ဒီအောက်ဒီတိတ်ဆောက်ကိုခောက်ခောက်မှာဖြစ်တဲ့အတွက်နော်။အဲ2.5စင်တီမီတာလောက်ခောက်လိုက်မယ်။ဘေးဘက်ကိုကျတော့ချုပ်စာအနည်းဆုံးတီးစာပေါ့နော်။2.5စင်တီမီတာယူမယ်။